ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ channel လေးကနေမိမိမှာအဆောက်ရှောက်တွေရှိနေတယ်ဆိုတာကိုသိနိုင်တဲ့အချက်အလက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။သင်ကိုကောင်းသောအဆောက်ရှောက်တွေကဆောက်ရှောက်တယ်ဆိုတာသိနိုင်တဲ့အချက်လေးတွေအကြံပြင်အားဖြစ်တော့ငါးချက်ခန့်ရှိပါတယ်။တကယ်တော့ဒီအရာတွေကိုအမြဲလိုလိုကြုံတွေ့နေရတယ်ဆိုရင်တော့သင်ဟာမမြင်ရတဲ့အဆောက်ရှောက်တွေ၊နှကောင်းနှမြတ်တွေ၊ဘဝဆက်ပဋ္ဌာန်းတွေရဲ့ဆောက်ရှောက်ခြင်းကို ခံရသူတို့ယူဆနိုင်ပါတယ်။နံပါတ်၁မမျော်လင့်ဒါပဲကြောက်မဲ့ယတနာတွေရွှေငွေကဲ့သို့တံပိုးကြီးတဲ့ပစ္စည်းတွေရှေဟောင်းပစ္စည်းလေးတွေကောက်ရတာဒါမှမဟုတ်အကြောင်းမျိုးမျိုးနဲ့မိမိလက်ထဲရောက်ရှိလာတာမျိုးပိုင်ဆိုင်ရတာမျိုး ဖြစ်လာလို့ရှိရင်တော့ဒါဟာတင်းရဲ့ကံကိုစောက်ရှောက်ပေးသူ ရှိနေတယ်ဆိုတာကိုပြသတာပဲဖြစ်ပါတယ်။နံပါတ်၂ဖရာတရားတန်ကယရနာသုံးပါးနဲ့ပတ်သက်တဲ့အရေးကိစ္စကို စိတ်ကအမြဲလိုလိုရောင်းနေတမဲဖယားရှိခိုးခြင်းမဲအလှတွေပြုခြင်းနေမဲကို့မှာမရှိရင်တော့မှကြိုးစားပြီးလူကျင်တန်းခြင်းနေမဲဂုံတော်တွေပွားများခြင်းနေမဲအဋိဋ္ဌံတွေဝင်ခြင်းနေမဲဂါရာတွေရွတ်ပတ်ပူဇော်ခြင်းနေမိမဲဒီလိုတွေလုံနေရရင်စိတ်ကအလိုလိုပျော်နေမဲမိမိစိတ်ထဲမှာငြိမ့်အေးနေမဲစိတ်မကြည်လို့ဘာသာရေးဘက်ကိုမလုံမိလို့ရှိရင်တခုခုလိုအပ်လာသလိုခံစားနေရမယ်စိတ်တွေရှုပ်နေသလိုခံစားနေရမယ်ဆိုရင်လည်း ဒါဟာတေကိုစောက်လျှောက်တဲ့အစောက်လျှောက်တွေရှိနေတာကို ကြားတာတာပဲဖြစ်ပါတယ်နံပါတ်3ကြက်သီးတစ်ဖြင်းဖြင်းချတာအမွှေးရနှက်တွေရတာအကြောင်းတစ်ခုခုပြောလိုက်လို့ရှိရင်ကြက်သီးတစ်ဖြင်းဖြင်းချတာအကြောင်းတစ်ခုခုကြုံလို့ရှိရင်နေရာတစ်ခုခုရောက်ရင်ကိုပဲအဲ့ဒီနေရာကိုရောက်ဖို့နေတယ်လို့မျိုးတစ်ခါတစ်ခါတယောက်တည်းရှိနေတဲ့အချိန်မှာကြက်သိမ်းထားတာမိမိနာမှာတူးဦးရှိနေတယ်လို့မျိုး ခံစားမှုမျိုးကို ခံစားရတာအမွှေးရနှံ့တွေထူးထူးခြားခြားရလိုက်တာမျိုးတွေဆိုရင်တော့တင့်ကိုဆောက်ရှောက်နေတယ်အဆောက်ရှောက်တွေကသူတို့ရှိကြောင်းသတိပေးကျင်တာမျိုးဒါမှမဟုတ်သူတို့ရှိနေတာကိုသိစေကျင်တာမျိုးလည်းဖြစ်တတ်ပါတယ်နံပါတ်၄나이မှာအချိန်ကိုကြည့်လိုက်ရင်မမျော်လင့်ပဲအပူကနန်းတွေဖြစ်တိုင်းဥပမာ၁၇나이၁မိနစ်၂나이22မိနစ်3나이33မိနစ်လိုမျိုးဒါမှမဟုတ်ကနန်းတွေကိန်းကနန်းတွေကိုတိုက်ဆိုင်မှုများကို ကြာခဏတွေ့ရတယ်။တနေ့တည့်ရက်ထဲမှာ ထမင်းစားလို့ဘေးရှင်းရင်တော့မှဒီကနန်းဈေးဝယ်လို့ငွေရှင်းရင်လည်းဒီကနန်းဆိုတာမျိုးကိန်းကနန်းတွေတူညီစွာကြုံတွေ့နေရတယ်။ကြုံတွေ့ခဲ့လို့ရှိရင်အရာကလည်းကို့မှာဆောက်ရှောက်ပေးတဲ့အဆောက်အအုံတွေရှိတယ်ဆိုတာကို ကြားသခြင်းပဲဖြစ်ပါတယ်။နံပါတ်5အိမ်မနမိတ်အတိထုအကြာထုမရောက်ဖူးသေးတဲ့နေရာတွေကိုအိမ်မထဲမှာရောက်ဖူးနေတာ။ မဖြစ်ဘူးသေးတာတွေကိုကြိုသိနေသလိုအိမ်မက်မက်ထားသလိုဖြစ်နေတာကိုက အမတ်တမဲနဲ့ပြောလိုက်ပေမဲ့လည်းမှန်ကန်နေတတ်တာအနာနာမှာတူးကကပ်ပြီးပြောနေသလိုမျိုးရုတ်တရက်ကြားလိုက်ရတာမျိုးတခါတခါထူးထူးဆဲဆဲတန်တွေကိုကြားနေရတာမျိုး မသိသိကအမြဲလိုလိုကြိုပြီးအာယုံရနေတတ်တာမျိုးကြိုပြီးသိနေတတ်တာမျိုးဒါမျိုးတွေကြုံတွေ့နေရတယ်ဆိုရင်လည်းသိရဲ့အဆောက်အအုံကသူ့ရှိကြောင်းကိုတတိပေးတာလို့ပဲယူဆလို့ရပါတယ် သူရှိနေတာသိစေချင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်အဆောက်ရှောက်ရှိသူတွေဟာဘလောက်ပဲစိတ်ညစ်စိတ်ညစ်စိတ်ရှုပ်စိတ်ရှုပ်ဖျားရှိကိုပါဂုံတော်ပွားပါခင်မင်းကြီးဆယ်ပါးကိုရှစ်ခုကတော့ပြီးကန်ကျွေးချီလိုက်ပါပတိစိတ်ပါဂုံတော်ပွားတာတရားထိုင်တာဒီကိုနေ့တိုင်းပြုလုပ်ပါကောင်းမျက်နှာလက်ခြေတို့ကိုတက်ရှင်းအောင်ထားပါတကူရီတက်ရှင်းမှုရှိပါသေးတွေ့ကြရအဝတ်တွေမတက်ရှင်းတဲ့အဝတ်တွေနဲ့ခေါင်းတုတ်တာမျက်နှာတုတ်တာတွေကိုမလုပ်ပါနဲ့ 32ဘုံမှာရှိတဲ့ပဋ္ဌာန်းဆက်များကိုမြစ်တာပို့ပြီးမိမိပြုလုပ်ခဲ့တဲ့ကုသတရားတွေကိုလင်းလင်းနဲ့နဲ့အမျှပေးဝေပါဒီလိုပြုလုပ်ပြီးအဆောက်အအုံတွေရဲ့မြစ်တာတက်ကိုရရှိပြီးမိမိတို့ရဲ့လုပ်ငန်းတွေအစဉ်ပြေချောမွေ့လာမှာပဲဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်များကုသတရားတွေအနည်းငယ်ပြုလုပ်နိုင်ပြီးအစ်တာရတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ